ဒီဘဲရင်ចောင်းကိုလင်းနဲ့ဘုံကျဲချတဲ့ဗီဒီယိုဖန်ရအခုတလောဟာတာဗီဒီယိုဖြစ်သွားတာပေါ့ဘလောက်တိအပိညာမဲ့ပြီအဲ့ဗီဒီယိုရိုက်တင်လဲတော့မသိလင်းနဲ့ပေါင်900ဘုံကျဲချလို့ရတော့ဒီလိုနံကက်လောက်ကတော့အုတ်တိုင်းကပွန့်ထွက်သွားပြီအောက်ကငားပြီတော့ဝင်သွားမှာအောက်တမန်တင်းရတဲ့နေရာမပြတ်နန်းနေရာလည်းဘာမှမဖြစ်အောက်ကနေပွန့်ထွက်သွားတဲ့အရာတွေတွတ်တရာအပေါ်ထောင်ထဲ ကဲချစ်ပရိသတ်ရှင်များအားလုံးမင်္ဂလာပါ။စံပြဗီဒီယိုရက်ရှင်နေ့တစ်ပတ်ပြန်လည်ကြိုဆိုရတဲ့ကဲဟုတ်ပြီ။ကျွန်တော်ဒီနေ့ထွန်းဆန်တိုင်းဒီဘောမဗီဒီယိုရှင်နေ့ဆောက်ခဲ့မှာကျွန်တော်ရဲ့ YouTube channel လေးကို like subscribe နဲ့ views နဲ့ like subscribe ပေးပို့ကြ။တောင်းဆိုချင်ပါတယ်ကဲ။ဟုတ်ပြီ။ကျွန်တော်ဒီနေ့ဆူဆောင်းထားတဲ့ချစ်စာဘောမဗီဒီယိုရက်ရှင်ရဲ့ဘာလဲဆိုတော့အဲအဲဘူချုထွန်းမနိုင်ကမိုးစစ်မိုးစစ်စားရခေါင်းဆောင်ကြည့်ပါဆိုပြီးတော့ဘောမစနိုက်ပါဆွေးရဟောင်းတာလွန်တန်ရဲ့ ဲနောက်မှာဒီပေရင်ဘုံကျတာစစ်တပ်တွေဆိုပြီးတော့အခုချိန်ထိယုံကြည်တဲ့သူတွေမင်းတို့ဦးနောက်ထဲမှာနွားဦးနောက်ပဲရှိတယ်ဆိုပြီးတော့ဒီဘောတကောင်ရဲ့ဟောင်းသားလောင်းသားရဲ့အဲနောက်မှာအဲအဲဆင်းလာမယ်တိုက်တော့မယ်ပြောရတဲ့အဲအရာဆွေတွေနားမထောင်တော့ခုအဲအဲတွေတိုက်လို့တော်တော်လေးဖြစ်နေပြီဆိုပြီးတော့ဘောတကောင်ရဲ့ဟောင်းသားလောင်းသားဒီလိုရှိရင်နောက်ဆုံးမှာ ရာထွန်းနေရာညီရာထွန်းနေရာယူပြီးတော့အလုတ်မလုတ်တဲ့သူတွေရာထွန်းနေရာညီအမြင်ထုတ်ပြပါအဲတွေ့ အရာတွေပဲကိုဝိုင်းနေပြီဆိုပြီးတော့ပူလောင်နေတဲ့ဘောမတွေရဲ့ဟွန်တာလွန်တာတွေကိုကျွန်တော်နဲ့ဒူအစွန်တိပါတယ်ပါချစ်ဆိုဖို့တောင်းဆိုချင်ပါတယ်ကက်လက်စကိုဒီဘက်ပြည်များရှင့်ကျွန်မခုပြောပြမယ့်သတင်းလေးကမိုးရေဆေးဝါးခိုင်းနှခုဖန်းစီရမိတဲ့သတင်းလေးဒါဖြစ်ပါရှင့်မိုးရေဆေးဝါးအမှုနှစ်ခုကိုလွန်ခဲ့တဲ့ရက်ပိုင်းဆိုရင်နိုင်ငံတော်ကနေပြီးတော့ပေါ်ထုတ်နိုင်ခဲ့တယ်ဒါကြောင့်သတင်းပြန်ကြားခဲ့ပါရှင့်ပထမတစ်ခုကတော့ပြင်းမနာမြို့နယ်ကနေပြီးတော့ကရင်ပြည်နယ်ကိုပို့ဆောင်မဲ့မိုးရေဆေးဝါးတွေကိုဖန်းစီရမိခဲ့တာဖြစ်ပါရှင့် ဖန်စီယမီရဲ့တန်ဖိုးအားကြတော့ငွေကျပ်16ဘီလီယံကျော်တန်ဖိုးရှိတယ်လို့သိရပါရှင်။ဖန်စီယမီရဲ့ပုံစံကဘယ်လိုလဲဆိုတော့တရခန့်တွေအားရဲ့မင်းလားမြို့နယ်ပသိမ်မုံရွာကားလမ်းနေပြီးတော့မူးယစ်ဆေးပို့ဖို့အတွက်သွားတဲ့အချိန်မှာလုံခြုံရေးအဖွဲ့ဝင်တွေကလမ်းမှာကားကိုတားပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာကားပေါ်မှာမူးယစ်ဆေးဝါးတွေရှိခဲ့တာဖြစ်ပါရှင်။အဒီမှာစုံစမ်းစစ်ဆေးပြီးရခါမှာဒီလိုမျိုးမူးယစ်ဆေးဝါးရောင်းချတဲ့အဖွဲ့လိုက်ကြီးကိုဖန်စီရမိခဲ့တာဖြစ်ပါရှင့်ဒီနေရာမှာကျွန်မကြားပြတ်လေးပြောချင်တာပေါ့နော် လုံခြုံရေးဂိတ်တွေမှာတာဝန်ရှိတဲ့သူတွေရဲ့နိုင်ငံတော်ကကွယ်နိုင်တဲ့စွမ်းအားကတော်တော်ကြည့်ရဲ့ရှင့်အခုတေချာဆက်လက်တဲ့အခါကျတော့ငွေရေးစေဝါရှောင်းတဲ့ဂိုင်းတစ်ခုလုံးတော့မှဖမ်းမိသွားတယ်စဉ်းစားကြည့်ပါအောင်ရှင့်လုံခြုံရေးဂိတ်မှာတာဝန်ကြတဲ့သူတွေကတကယ်ကိုနိုင်ငံရဲ့အသက်သွေးကြောတွေကိုစောက်ရှောက်နေရတယ်လို့ကိုကိုကိုသတ်မှတ်စေချင်ပါတယ်ရှင့်ဘာကြောင့်လဲဆိုတော့အကိုတို့အနေနဲ့ပေါ့နော်ဒါအကိုပဲထားပါပါရှင်ဘယ်လိုယာတူပဲဖြစ်ဖြစ်ကျွန်မအကိုလို့ပဲခေါ်လိုက်ပါမယ်အကိုတို့အနေနဲ့လှုပ်ပေးလိုက်တဲ့ကားထဲမှာမူရီစေဝါတွေပါသွားလားတနတ်တွေပါသွားလားဒါလေးတွေကိုအကိုတို့အနေနဲ့မသိနိုင်ရောရှင့် ။ဒါကြောင့်ကားတိုင်းကိုတေချာလေးစစ်ဆေးပါ။စစ်ဆေးလိုက်တဲ့အခါကျတော့အခုထွက်လာတဲ့မိုးရစီဝါးတွေလက်နက်တွေလည်းမိကျင်မိမှာပဲ။ဒီလိုမျိုးမြများဆဆဖမ်းစည်းနိုင်တယ်ဆိုရင်အကြမ်းမတ်သမားတွေအင်အားလျော့နေသွားမှာရှင်။အဲ့ချိန်ကျလို့ရှင်စစ်တွေလည်းတိုက်ဆိုင်မလို့ရဲပဲနဲ့သူတို့ကသူတို့အင်အားလျော့ပြီးလို့ရှင်ဒါတွေကပြီးသွားမှာ။အကိုတို့ကတေချာမစစ်ပဲနဲ့လှုပ်ပေးလိုက်တယ်။တချို့ကြတော့ပေါ့နော်အဂတိလိုက်စားမိပြီးတော့ငွေကြေးယူပြီးတော့လှုပ်ပေးလိုက်တယ်ဆိုရင်အဲ့ဒီကားထဲမှာပါသွားတဲ့မိုးရစီဝါးတွေကလူငယ်တွေရဲ့ဘဝပေါင်းမြောင်များစွာပျက်စီးစေမှာ။ အဲ့ဒီကားထဲမှာပါသွားတဲ့လက်နက်တွေကအကိုတို့ရဲ့ရဲဘော်ရဲဘက်တွေကိုပဲအန္တရာယ်ဖြစ်စေမှရှက်အကိုတို့ရဲ့မိသားစုတွေကိုပဲအန္တရာယ်ဖြစ်စေမှဒါလေးကိုမမေ့စေချင်ပါအောင်ရှက်ဒါလေးကအရေးကြီးပါတယ်ဒါကြောင့်ကျွန်မသတင်းတင်ဆက်နေတဲ့အကျိုးအကြောင်းသိနေတဲ့အတွက်ပြောပြတာဖြစ်ပါရှက်နောက်တစ်တစ်ခုကတော့အေအကျန်းဘက်ခွဲကလှုပ်ဆောင်တဲ့မူရစ်စေဝါရောင်းဝယ်မှုတစ်ခုကိုလည်းနိုင်ငံတော်ကနေပြီးတော့ဖော်ထုတ်နိုင်ခဲ့ပါရှင့် မတီအမှုလေးကတော့သတင်းပေးတဲ့ရှိရအတွက်ဖန်စီရမိခဲ့တာဖြစ်ပါတယ်ဒီသတင်းပေးတဲ့သူကပေါ့နော်သတင်းပေးတဲ့ခါမှာအာမန်သက်စက်လေးကိုစစ်စစ်ရင်းနဲ့မိုးရစေးဝါးတွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီအနေမှာတရားခဏ်တွေကိုဖန်စီပေးတဲ့ခါမှာအဖွဲလိုက်ကြီးကိုဖန်စီရမိခဲ့တာဖြစ်ပါရှင့်တရားခဏ်ရဲ့ခွဲဆိုချက်အရဆိုရင်ငွေရစေဝါတိုက်ဆောင်ရောင်းချတဲ့သူတွေကအေအေအဖွဲ့ကထောက်ပံ့ရေးခေါင်းဆောင်တာဝန်ခံနေပိုင်လင်းခေါ်အောင်နိုင်ကျွဲဖြစ်ပြီးတော့အေအေထောက်ပံ့ရေးအဖွဲ့ဝင်ပိုင်ပိုင်ထွေးခေါ်အောင်နိုင်ထွေးခေါ်အောင်နိုင်သူခေါ်ပိုင်ပိုင်26နှစ် နော်နော်24နှစ်ကိုကိုဦး58နှစ်ဖြစ်တယ်လို့သိရပါရှင့်အေးအေးအဖွဲ့တွေကနေပြီးတော့ဒီမွေးရစေဝါတွေရောင်းချနေကြဖြစ်ပါရှင့်အဲ့ဒီတွေကထောက်ပံ့ရေးတာဝန်ခံဆိုတဲ့သူကရန်ကုန်မြို့လှိုင်းသာယာမြို့နယ်မှာရှိတဲ့ FM မှာအင်ယာမှာနေထိုင်ပြီးတော့မွေးရစေဝါတွေကိုတည်ဖို့ရောင်းချတဲ့ကိစ္စကိုပြုလုပ်နေတာဖြစ်ပါရှင့်ကျန်တဲ့အေအေထောက်ပံ့ရေးအဖွဲ့ဝင်တွေကကြတော့ပဲခူးတိုင်းဒေသကြီးပြည်မြို့မှာနေထိုင်ပြီးတော့ချိတ်ဆက်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဟမ်ဒီအေအေအဖွဲ့ဝင်တွေပေါ့နော်လုပ်နေတဲ့မွေးရေးစေဝါရောင်းဝယ်မှုမှာကြတော့ဖန်းစီရမီရဲ့တရားခံကလက်ရှိအထိ26ဦးဖြစ်တယ်လို့သိရပါရှင့်။ တို့စီကနေဖန်စီရမိရဲ့တန်ဖိုးကတော့ငွေကျပ်1ရှစ်နှစ်တသမ3.5ဘီလီယံခန့်ရှိတယ်လို့သိရပါရှင့်တို့စီကနေကစစ်ချက်ရှိတဲ့အခါမှာတို့ဟာဒီပစ္စည်းတွေကိုပြည်တွင်းမှာလည်းဖြန့်လို့မျိုးမလေးရှားကိုလည်းတင်ပို့တယ်ဆိုပြီးသိရပါရှင့်ဆိုတော့နိုင်ငံเจ้าတော်မှာတင်ပို့နိုင်တဲ့နေထိုင်ရှိပါတယ်တော်တော်လမ်းကြောင်းကိုသိနေတဲ့သဘောတရားရှိပါရှင့်လောက်တာလည်းကြာပြီနဲ့တူပါတယ်ပြဖန်စီယာမီရဲ့တရားခံရဲ့ထွက်ဆိုကြရစဉ်သူတို့အေအေအဖွဲ့အားတဲ့လက်နက်တွေဝယ်ဖို့အတွက်သူတို့အဖွဲ့ရက်တည်နိုင်ဖို့အတွက်ကိုငွေရေးစေဝါရောင်းချပြီးရက်တည်ရဲဆိုပြီးတော့သူတို့ကိုယ်တိုင်ထွက်ဆိုထားပါရှင့် အေးအေးအဖွဲ့ကအဖွဲ့ဝင်တွေဟာငွေစေဝါရောင်းချနေတော့ဖန်စီရမိတာအခုချိန်ကပထမဆုံးချိန်ဖြစ်ပေါင်းရှင့်အရှိပိုင်းတွေမှာလည်းဖန်စီရမိခဲ့တဲ့အချိန်ကြီးတွေအများကြီးရှိပါတယ်ဒီတော့အေးအေးအဖွဲ့ကောင်းဆောင်ထွက်မြေ့နိုင်ဟာဆိုရင်မူရည်ရာစာတယောက်ဖြစ်နေရဲဆိုတာသိကြပါပဲရှင့်အေးအေးအဖွဲ့ကိုအရင်ကစစ်အမြင့်ပေါ်ဆိုလိုသူတို့ရဲ့ဝင်ငွေလမ်းကြောင်းတွေတေချာစစ်ဆေးလိုက်မယ်ဆိုရင်တော့မူရည်စေဝါတွေလူကုန်ကူးမှုတွေနဲ့ပတ်သက်နေမယ်ဆိုတာသိကြပါပဲရှင့်ကြားဖြတ်နေပါတယ်တော့မှပါဝင်ပတ်သက်နေနိုင်ပါရှင့်ဒါကြောင့်ဒီလိုအဖွဲ့တွေဟာဆိုရင်ရခိုင်ပြည်နယ်မှာခြေကုပ်ယူပြီးတော့ တောင်းချမ်းရေးပေါ့နော်ကျန်းပတ်တောင်းချမ်းရေးကိစ္စရေးဖြစ်လို့နေတာဖြစ်တဲ့တော့နိုင်ငံတော်ကလည်းတေချာလေးရှင်းလင်းဖို့အတွက်ကိုတာဝန်ရှိပါရှင့်သတင်းရဆိုလို့ရရှင်းပါတယ် AA အဖွဲ့ရဆိုရင်ငွေရစေဝါရောင်းချတယ်ငွေရစေဝါရောင်းချပြီးတော့ငွေရရစာဂိုင်းလိုပုံစံဖြစ်နေတယ်ဒါကြောင့် AA ခေါင်းဆောင်ထွက်မြေ့နိုင်တာဆိုရင်လည်းငွေရရစာဂိုင်းမှာပဲဂိုင်းအဖွဲ့ဝင်ဂိုင်းခေါင်းဆောင်ပေါ့နော်အဲ့တော့သူ့ကိုလက်ခံထားတဲ့နိုင်ငံတွေကငွေရရစာတယောက်ကိုလက်ခံထားတာလားငွေရရစာတယောက်ရဲ့ နေထိုင်ခွင့်ကိုကာကွယ်ပေးထားတာလားဆိုတာကတော့နိုင်ငံတကာကနေပြီးတော့လေ့လာစောင့်ကြည့်ပြီးတော့အကဲဖြတ်တင်ပြီးလို့ထင်ပါရဲ့ရှင့်။ထွန်းမြတ်နိုင်ရစဲရခိုင်ပြည်မှာနေထိုင်နေမှာမဟုတ်ပါဘူးရှင့်။သူနေထိုင်နေရနိုင်ငံရဲ့ဆောင်းမနေထိုင်နေရဖြစ်ပါတယ်။ဒီတော့ဒီလိုမျိုးမူးယစ်ရာစာတယောက်ကိုလက်ခံထားတဲ့နိုင်ငံဟာဆိုရင်နိုင်ငံတကာစာမျက်နှာမှာဘယ်လိုပုံစံမျိုးဘယ်လိုအကြောင်းပြချက်မျိုးပေးမှာမလဲဆိုတာကတော့ တကယ်ကိုမေးခွန်းထုတ်စရာကိစ္စခုသားဖြစ်ပါရဲ့ရှင့်။အေးအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကအခုချိန်မှာတော့ဘာမှမသိတာဘူးဆိုပေမဲ့နောက်တစ်ချိန်ကျလို့ရှင့်ဒေဂျာဘောက်ကိုဖြည့်ရှင်းရမယ့်ကိစ္စဖြစ်လာပါလိမ့်မယ်။အချိန်ကျလို့ရှင့်အေးရဲ့ခေါင်းဆောင်ဖြစ်တဲ့မူရရာစာထွန်းမြတ်နိုင်ကိုလက်ခံထားတဲ့နိုင်ငံဟာဆိုရင်လေဒီကိစ္စကြီးမှာကျွဲကူးရေးပါဆိုလို့ပါလာမယ်ဆိုတော့သိကြပါရဲ့ရှင့်။ ဒီချိန်ကျရင်တော့ဖြည့်ရှင်းနိုင်တဲ့ကိစ္စတွေဖြည့်ရှင်းနိုင်တဲ့အကြောင်းတရားတွေကိုကြိုးပြီးတော့ရှာထားကြပါလို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်။ပေါ့နိုင်ငံကိုပျက်စီးရပျက်စီးကြောင်းဂျန်စီရဲ့နိုင်ငံအားလုံးဟာတူသောအကျိုးပေးမယ်ဆိုတာကတော့ကျွန်မအခိုင်အမာယုံကြည်ပါတယ်ရှင့်။ဒီဘဲအကြောင်းကိုလင်းနဲ့ဘုံကျဲရှာတဲ့ဗီဒီယိုဖန်ရအခုတလောဟာတာဗီဒီယိုဖြစ်သွားတာပေါ့။ဘလောက်တိအပိညာမဲ့ပြီးအဲ့ဗီဒီယိုရိုက်တယ်လည်းတော့မသိဘူး။လင်းနဲ့ပေါင်900ဘုံကျဲရှာလို့ကတော့ ဒီလိုနန်ကန်းလောက်ကတော့အုတ်တိုင်းလေးပွင့်ထွက်သွားပြီအောက်ကငားပြီးတော့ဝင်တော့အောက်တမန်တင်းရတဲ့နေရာမပြတ်နန်းနေရာလည်းဘာမှမဖြစ်အောက်ကနေပွင့်ထွက်သွားတဲ့အရာတွေတွတ်တရာအပေါ်ထောင်ထဲအဲ့တဲ့အဲ့ကြောင်းထဲမှာကလက်လုံးမိုင်းနေလက်လုံးပုံနေလောက်တာလေနိုင်ငံတကာသိအောင်လို့သူကလွှဲထားပဲနိုင်ငံတကာပညာရှင်ဟာသအနေနဲ့ကြည့်ပြီးတော့ဒါပဲမြန်မာနိုင်ငံအစီအကြောင်း စစ်လက်နဲ့အကြောင်းနည်းနည်းပတ်ပတ်နားလည်လည်လူဆိုရင်အဲ့ဒီတော့ပဲကြည့်ကိုကြည့်မှာအဲ့ဒါကိုရှုံတာတော့ဟိုတို့အငယ်တို့ကနွားလဲစီးသလိုပေါ့နွားတွေကဘယ်ဘက်ကျိုးဆွရင်ဘယ်ဘက်သွားလဲညာဘက်ကျိုးဆွရင်ညာဘက်သွားလဲအေးအဲ့လိုနွားအုံနောက်ပိုင်ရှင်တွေပဲလက်ခံမှာပေါ့နော်လူအုံနောက်တမန်အုံနောက်ဆိုရင်တော့အဲ့ဒါကြီးကဖြိုးဖြစ်စေမဟုတ်ဘူးဆိုတာလည်းနိုင်သေးတယ်လေ ဖိုက်တာချက်ဖိုက်တာချက်ဖိုက်တာနဲ့ဘုံကျဲတော့အဲ့ချက်ဖိုက်တာကနေပြီးတော့တရှင်းတော်ဖွင့်လိုက်သေးရတယ်တကယ်တကယ်ပိန်းပုံကရက်ဆက်တယ်လိန်နဲ့ပြီးပြီးလူလိန်ကဟာသားဖြစ်တာပေါ့တကယ်တကယ်ဟာသားအဲ့လိုဝန်တန်းစောဝန်တန်းပြက်အောက်တန်းစားဝန်တန်းနေနဲ့နော်အဲ့လိုဝန်တန်းနေကြအောင်ကျွန်တော်တို့လူအခု တွဲကားစရာတည်သွားပြီအဲ့လိုဝန်တန်းကောင်းနေအများကြီးနဲ့နာတယ်နော်နင့်နာတယ်အဲ့တော့ ဟိုကိုကိုကိုပေါ့ပြင်ကြပါပေါ့နော်လူဆိုတာတည်သွားရင်6ပေကျွင်းနေမှာပါခင်ဗျားတို့အုပ်ဘူးလေးတကူထဲမှာပဲခင်ဗျားတို့ရှာတာတွေလည်းပါမသွားပါဘူးအဓိကကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တက်မတော်နဲ့ဝန်တန်းတွေနော်ဝန်ကြီးဌာနလက်အောက်ကဝန်တန်းတွေအားလုံးနေမှာအချင်းပြတ်ချစားတဲ့လူတွေရှိရင်ဖြည်းဖြည်းချင်းပြင်ကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဗျာနော်နိုင်ငံရဲ့လူမျိုးချင်းအဓိကကျွန်တော်တို့နိုင်ငံလူမျိုးကောင်းရင်တိုးတက်ရင်တနိုင်ငံလုံးတိုးတက်မှာပါနော်ဝန်တန်းတွေလည်းချမ်းသာမယ်ပြည်သူတွေလည်းချမ်းသာမယ် နော်အေးချမ်းစွာနေထိုင်ခြင်းနဲ့တောသူတောင်သားမတိတဲ့ပြည်သူတွေရာလဲတက်မတော်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ကြီးဌာနတွေအားကိုးခြင်းစိတ်ပေါက်လာတဲ့အစိုးရတရက်ကိုပေါ်ထွက်စေခြင်းလို့အမုန်းခံအမိုက်ခံပြီးတော့ပြောတာအသက်တွေအသေးခံပြီးတော့ပြောတာပါနော်ကျွန်တော်ဘုရားအဖြစ်ခံဘုရားနဲ့အမုန်းခံလူသားပါနော်ဒီဘက်မှာကျတော့ဖြစ်ရတယ်အတခြားလူတွေကျတော့ကျွန်တော်မုန်းတယ်နော်အဲ့ဒီအိဗေအခုတော့ကျွန်တော် ပြန်လာတယ်မင်္ဂလာပါဗျာဒီနေ့ဒါ16ရက် နာလာ2025ပေါ့နော်ဒါကျွန်တော်စစလဲတဖိုင်ပြောပြီးသွားပါပြီအဲ့ဒါလဲရခိုင်မမတောက်လျှောက်နော်အဲလူရင်းကဘယ်လောက်နဲ့ဝင်လာလဲ20တမန်ရောက်နေပြီအဲလူရင်းကလည်း9000လောက်ရှိတယ်အမတာ3-4ကိုဒါ400လောက်ခွဲတယ်ကျန်တဲ့အပိုတွေကတော့၄မျက်နှာဘက်ကို300နီးပါးလောက်သွားတယ်ဒါကိုပြောပြပြီးသားဖြစ်တယ်ကျွန်တော်ဖိုင်မှာအခုအဲ့မှာဘာလန်းမေးလဲဆိုတော့ ဒီမန္တလေးတိုင်းငစုံမျိုးရဲ့အကြောင်းတွေကိုလမ်းမိတယ်။ဒါမြင်းကြံတို့နဲ့ထိုးကြီးတို့ကိစ္စတွေပေါ့နော်။မြင်းကြံနဲ့ထိုးကြီးတောင်းတာငစုံအဲ့ဒီမှာတစ်ဆယ်တည်းကိုသူတို့တိုက်ခတ်ဖို့တာရှိတယ်။နောက်အဲ့မှာတမလွန်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအားလုံးကအဲ့မှာဆိုမြင်းကြံတို့ပါဆိုမတ်တီတာယူမှာပေါ့နော်။ဒါကျွန်တော်တော့မမြင်ဘူးပါဘူးအပြမလည်းမမြင်ဘူးဖုန်းလည်းမပြောဘူးပါဘူးဒါကျွန်တော်အဲ့ဒီကိုတချို့လူကိုင်းနဲ့ကြီကာတွေပါညာကြီးကျွန်တော်လည်းဖုန်းဆက်သွယ်မရှိတော့ကျွန်တော်လည်းအဲ့ဒီ လှုပ်ပေးမယ်ဆိုတဲ့သူတွေလည်းကျွန်တော်လည်းတိတ်ပြောဆက်မပြောဖြစ်တော့နော်အမတိရာယူမွန်စီကိုချူကလူကိုင်းချင်းလို့ပါညာဆိုသူ့ဖုန်းလည်းကျွန်တော်မသိအချိတ်ဆက်ဖို့ကလည်းခတ်သွားတာပေါ့နော်အဲ့တော့အမှလည်းမတိရာယူမွန်တို့ရှိတယ်အားလုံးကစည်ရည်တွေကိုတော်တော်ကြီးကိုတတိရှိရှိနဲ့တိုက်ခိုက်ကြတာရှိတယ်ကျွန်တော်တို့ကပြောပြတဲ့ဟာရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့စိုးအောင်ပေါ့နော်ပရက်အဲ့မှာစိုးအောင်လို့ဖွင့်ရတော့ဒါအထိတော်တော်နာပြီးအကြဆုံးတွေတော်တော်များများရှိတယ်နော် အဲ့တော့ကျွန်တော်ပြောတာဒီနထိုးကြီးဘက်ကိုတိတ်စိတ်မပူပါနဲ့နော်သူတိုက်ခွက်ဖော်လဲဖော်တာပါပဲငါဖော်ပဲတိုက်ခွက်ဖော်လို့ရှင်ဘာဖြစ်မလဲအဲ့နာရွာတွေပြတ်မှာပဲရှိတာနော်တောင်တော်ဒီချိန်ဒီကာလမှာမနည်းရတာမှာဒါလီလာဘက်အစီဝေးပါဗျာဒါတောင်တော်ကာဝဲဆိုတဲ့အတိုင်းမှုတွေနဲ့ခေါ်ပြီးတော့ဟိုအရင်တော့ဆိုတိုင်းမှုတွေချိန်ငယ်ချိန်ငယ်ရှိရနေတာဟာစကရင်လာပြီးတော့ဒါအဲစီဝေးတွေလာလာတက်ကြတယ်အခုစီဝေးတက်တဲ့ဆိုတာဘာပြောနိုင်မလဲစီရေးเจ้าရပဲဒါတင်ပြမယ့်အနေအထားမျိုးရှိတယ် ။ဒါမင်းတို့သိမ်းပန်းနိုင်လားလို့ဘုံကြုံမကြီးဦးမင်းအောင်လည်းတခါလဲမင်းတို့နာမည်အချက်ပဲရှိရလားကုံအားကြီးလားလို့မေးတဲ့အချိန်မှာအဲတိုင်းမှုတွေဘယ်လိုရှင်းလဲပဲပြောရမယ်။အရာကြီးတိုင်းကိုဒါစစ်တွေရောက်လာမှဆိုတော့အရာကြီးတိုင်းတိုင်းမှုကတိနေတယ်။ပြေလာနဲ့ဒါကာဝယ်မှုအားနည်းတယ်လို့ပဲကျွန်တော်ပြောမယ်။အရာဒီတိုင်းကိုစကူလာတယ်။နော်ကျိုးတဲ့စီမံမှုခံကွယ်မှုဟမ်မကြိုက်ဘူး။အဲ့လိုမျိုးလဲဘမမပါသွားတာပဲအဲ့လိုမျိုးပဲ။ဘာဖြစ်လို့လဲဆိုတော့ဒါဆိုကျွန်တော်တို့ကဒီလိုမျိုးတွေယူရတာ ရာဂိုင်းတိုင်းဝင်ကျွန်တော်မသိပါဘူးဒါပေမဲ့တစ်ဖက်လူခုနေဖြစ်တာမဟုတ်တာသေးနာသေးမဟုတ်ဘာလို့ဆိုဒီတဲကိုစစ်ဝင်လာတဲ့ဥစ္စာမှာတော်တော်များများဟာလာအဘောမီတို့ဒီရခိုင်ကဲဒီအရာကြီးဆက်တီအကုန်တော်တော်များများကအနားမှာရှိတဲ့ရွာတွေပျက်စီးသွားပြီးငွေရွှေတောင်းရအကုန်တော်တော်များများပျက်စီးပြီးတော့တော်တော်များများဝင်နေဖြစ်ကုန်ကြနေတရားအေးဒီစင်းလာမယ်တိုက်တော့မယ်ဆိုတော့ပြောပြီးပြောနေတာပဲဘိုင်းကလည်းပြောနေတာသူတို့လည်းသတင်းရပါတယ်မြန်မာကြောင့်လည်းသူတို့လည်းတောင်းလိုင်းကြီးတွေပါညာနဲ့အကုန်ရှိတာပဲနော် အဲဒီမှာဟိုတိုင်ဝဲတာတိုင်နေ KTV ရတယ်ပေါ့သူကတချင်းပြေဆိုနေတဲ့သူတွေလည်းရှိတာပဲဒါအိတန်းတည်နေတာပဲအကုန်လုံးဒါပေမဲ့ပြောချင်းပြောလို့ဒါကမပြောတာပဲကောင်းတယ်ဆိုပြီးမပြောပဲနေတာအခုတော့ပေးဆက်ကြတာပေးဆက်တာတာများတော့ဒါတိုင်းပြည်တော်ကတော့နစ်နာတာပေါ့နော်နစ်နာတာပေါ့အေယာဝီတိုင်းရဆိုလို့ရှိရင်ငါတို့အေယာဝီသားတွေအေးဒီမခေါ်နဲ့ငါတို့အေယာဝီသားတွေဒုက္ခရောက်မယ်ဒါတရင်ပေးတဲ့သူတွေကိုပြန်ပြန်ပြောတယ် အဲ့အချင်းချင်းနေတဲ့အဲ့လိုမျိုးစီယုံမှာ AI သားတွေဒီ A တွေမခေါ်နဲ့ခင်ဗျားဒုက္ခရောက်နေမှာဆို AI သားတွေကမခေါ်ဘူးတဲ့ A တွေတိုင်းဘုရားခေါ်တာတဲ့ဟာဘလို့ဘလို့တိုင်းတိုင်းဘုရားဒါတော့ခွင့်ပြုနေတာလေးတဲ့သူတခါတည်းအလာမခံလမ်းမနဲ့တခါတည်းရှင်းထုံးဒီတော့တောင်းမဝင်မလာဘူးတဲ့ဟာအဲ့ဒါလည်းဟုတ်တယ်ဟုတ်လားအဓိကအဲ့မှာတာဝန်ယူရတဲ့တိုင်းဘုရားအဓိကပဲနော်တိုင်းဘုရားနေရာရောက်လို့ရှိရင်ဘယ်လောက်ထိ ဘာရတယ်ညာရတယ်ဆိုတာမပြောတော့ပါဘူး။ ERU တန်းကလည်းဝင်ငွေဒါကောင်းတဲ့တိုင်ဆိုတော့နော်အဲ့လိုမျိုးပြောတဲ့နေ။နေရာတနေရာရတော့ရိုင်းနေရာတိုင်းတော့ဒါအချိုးမြတ်ကတော့ရှိတာပါပဲမရှိဘူးပေါ့။ဒါမဲ့တပ်မတော်နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ကြီးအနေနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးအနေနဲ့ဒါစစ်ပွဲတွေကိုနိုင်အောင်မတိုက်နိုင်တဲ့အတိုင်းမှုတွေတော့နေရာရွှေ့တင်တဲ့အောက်မှာရှိနေတဲ့ဒါတိုက်နိုင်တဲ့အရာရှိတွေကို သူတို့နဲ့ထိုက်တင်နေတော့ဆိုတာနေရရာသူတွေကိုပေးတင်တယ်တချို့ကအလုံးတင်မလို့မရတာလို့ဘာမလို့ဗမာနဲ့ break ဝါတာလို့ဆိုတာတဲ့တတော်ကြီးကိုအဲ့ဒါကြီးကျတော့တောင်းတော်စီကန်းစီမင်းဆိုပေမဲ့ဒီနေ့အခုချိန်ဒီလိုအချိန်မှာဒါကျွန်တော်တို့ဟိုရာသူကြီးယူလာပြီးအလုံးမလုံးတဲ့သူတွေတော့ဒါကျွန်တော်နေရဖယ်ရှားတင်နေလို့ကျွန်တော်ထင်တယ်အခုတိုင်းဦးတွေတော်တော်များများသူတို့ဒါစကိုင်းတိုင်းနော်မကွေးတိုင်း ော်တော်များများတော်တော်များများအတိုင်းမှုတွေအေးဒါအကျမ်းဘက်တွေတောက်လျှောက်ရှိနေတယ်ဆိုတာမရှင်းလို့ရှိတာပါရှင်းရင်မရှိဘူးပေါ့နော်အဲ့ဒီဘက်ကိုစိတ်ဝင်စားလို့ဒီရတယ်ရှိတာစိတ်ဝင်စားဒီအကျမ်းဘက်တွေရှိစားအကြောင်းတွေဒါတော့အဲ့တော့အဲ့ဒီတိုင်းမှုတွေဟာတိုက်ပွဲတွေပေါ်မှာတက်မလို့သားဟာတိုက်ပွဲကိုနိုင်အောင်ကျင့်ကြံမဲ့အနေထားမျိုးပဲရှိရမှာအုတ်ချွေပိုင်းကိုကျွန်တော်မပြောပါဘူးအုတ်ချွေပိုင်းဆိုတာသူဝင်ကြီးတွေထားထားလို့ဆိုအဲ့ဝင်ကြီးတွေလှုပ်လှုပ်နေမယ်ရန်ကုန်တိုင်းဆိုရန်ကုန်တိုင်းဝင်ကြီးတနင်္လာနေ့တိုင်းဆိုတနင်္လာနေ့အေရုံတိုင်းသူဝင်ကြီးတွေလှုပ်လှုပ်နေမယ် တန်းအဲစီရေးဆိုင်ရာတိုင်းမှုတွေကတိုင်းမှုတွေအဓိကပဲစီရေးဆိုင်ရာနော်အဲ့တော့တိုင်းမှုတွေရှိတဲ့နေရာမှာတမလို့ရဲ့တိုင်းမှုပါဆိုတဲ့ယာသူယူလာပြီးတော့မှတိုင်းမှုရှိတဲ့နေရာမှာအကြမ်းဖက်ရှိတယ်ဆိုရင်ဒါဒီတိုင်းမှုကဒီအကြမ်းဖက်တွေကိုမနိုင်ဘူးဆိုတာသိတာထင်ရှားနေမရှိအောင်ကိုရှင်းလင်းနိုင်မှဒါတိုင်းမှုတယောက်ရဲ့ဗိုလ်ချုပ်တယောက်ရဲ့အနေဒါဗိုလ်ချုပ်တယောက်အစ်စင်တန်းမြင့်မားလိမ့်မယ်လို့ကျွန်တော်တို့ကယူဆတယ်အဲ့တော့အကြမ်းဖက်ရှိတဲ့နေရာမှာတိုင်းမှုတွေက အဲတေးကြကြမရှင်းနေနိုင်ဘူးဆိုလို့ရှင်တော့ဒါကျွန်တော်တို့ကအဲဒီတိုင်းကအရေးချင်းရှိတယ်အဲလို့တော့ကျွန်တော်အနေနဲ့မသုံးသပ်ဘူးကျွန်တော်အနေနဲ့မသုံးသပ်ပဲတော့နောက်ဆုံးကျွန်တော်ပြောရဒီစကိုင်းတိုင်းဆိုစကိုင်းတိုင်းရဲ့သတင်းนี่တော်တော်များလိုချင်ပါသလားပြောပါနော်ပြောပါ နေတိုင်းပြောပေးမယ်နေတိုင်းပြောပေးမယ်ပရဲဝင်ကနေတိုင်းအဲ့မှာရှိနေတဲ့ရွာနေမှာရှိနေတဲ့လူတွေခံစားချက်တွေနေတိုင်းဖိုင်ပါမှာအပြည့်ရောက်တယ်အပြည့်ရောက်တယ် ဒါပေမဲ့လုံးဆောင်မှုမရှိတော့ပြောနေပါဗဇက်ညောင်းတာပဲရှိတယ်ပြီးလူအပြင်လူတွေကကျွန်တော်အထင်ကြီးအောင်မယ်အာဘာရဲ့ကွာတရားတရင်ပြောနေကျွန်တော်အဲ့ဒါလက်မခံကျွန်တော်အထင်ကြီးတာမကြိုက်ဘူးကျွန်တော်တို့ကရိုးသားသားပဲကြိုက်တယ်ကျွန်တော်တို့လည်းပြောနိုင်ပြောမယ်ကျွန်တော်ပြောနိုင်တော့လုံးနိုင်လုံးလုံးအောင်လို့ပဲပြောတယ်မလုံးအောင်ပြောရှင်းရှင်းနေပဲတော့အဲ့တော့ AIU တိုင်း AIU တိုင်းတော့ဖြစ်တယ်စကိုင်းတိုင်းတို့ပါဒီ AIU တိုင်းတို့တကယ်သတင်းလို့ကျင်လာပြောပါရောက်အောင်ပြောပေးမယ်ရောက်အောင်ပို့ပေးမယ်အဲ့မှာ နေတဲ့ပြည်သူတွေကအရင်အင်းကျန်းနေကြတာတမ်းမောင်ရဲ့ဗိုလ်ချုပ်တွေကစစ်ကုံနိုင်အောင်မတိုက်ကြလို့တဲ့အဲ့လိုတွေဖြစ်နေနော်စစ်မှုထမ်းဥပဒေကြောင့်လည်းအောက်မှာရှိတဲ့အုပ်ကြီးတွေကပတ်စံနေယူလော့ရန်နဲ့ချီယူဆယ်နဲ့ချီယူအများကြီးအများကြီးပဲနော်ဒါပေမဲ့ပိုင်ရဲကိုပြောကြပါတရင်အတိကြတာလာပြောတရင်အတိကြပြောတိကြကြပြောနာမည်ပြောယူတဲ့အချိန်ကတိတိကြကြပြောအဲ့ဒါဆိုပြောပေးမယ်အဲ့မှာကြာရင်တက်ဆိုင်ရတယ်အရေးယူပြီးလိမ့်မယ်အရေးယူပြီးလိမ့်မယ် တက်ဆိုင်ရလူကြီးတွေကဘယ်သူမှသူတို့ဂုံသိက္ခာအကြမ်းခံသူတို့ရှင်းရှင်းပြောင်းလို့ရှင်းလို့သူတို့ရဲ့နေရောင်အထိကိမ့်မခံဘူးဒါလို့ဟာအောက်ကဟာကြီးလောင်းနေတာပြည်တာညာထွေဟုတ်ကခရင်ထွေဟုတ်မြို့နယ်ထွေဟုတ်ကိုခရင်ထွေဟုတ်ကသူ့ယာသူပြုံချခံပြီးတော့ဟိုဖေးမကူညီမနေဘူးချက်ချင်းတန်းခေါက်ပြီးရေးယူလိုက်မယ်နော်ဒီလိုပဲတိုင်းနေဒီလိုပဲဒီရက်ကဩဂရာဆိုလို့ချင်းမာယာကဒီမြို့နယ်ထွေဟုတ်ကခေါ်ပြီးတော့အရေးယူလိုက်မယ်မြို့နယ်ထွေဟုတ်က အစင်မပြေတဲ့ခါကြလို့ချင်းခရိုင်ထွေဦးကမြို့နယ်ထွေဦးကိုခေါ်ပြီးတော့အေးအေးယူလိမ့်မယ်။ဒါကြောင့်အဲ့ဒါလည်းစင်ငင်းစင်ငင်းရှိတယ်ကျွန်တော်ကတကယ်ခင်ဗျားတို့မှန်ကန်တယ်ဆိုဥရိယစိတ်မှုတန်ဥရိယဘန်းပြပြီးတော့မှခင်ဗျားစစ်သားတွေအယောင်ဝယ်တွေလုံနေတဲ့ဒါငွေဘလောင်းနဲ့ယူဘလောင်းနဲ့ယူဘသူကဘလောင်းစံယူတိုင်းဒါလိုမျိုးလူကုန်ကူးယောင်ဝယ်လုံနေတာဆိုပြောကျွန်တော်တို့ပြောတင်ပြအသေးချာပြောကျွန်တော်တို့တေချာတင်ပြပေးမယ်တသက်ရောင်တော့အဲ့တော့တိုင်းဦးတွေကမိမိတို့နေရာကိုအကြမ်းဖက်တွေကိုလက်ခံတာဟာ ကျွန်တော်တို့အနေနဲ့ပြောစစ်ဖို့ကျုပ်တယောက်ရဲ့အရေးချင်းကိုပြည့်မိတယ်လို့ကျွန်တော်တို့ကမထင်ဘူးစစ်ဖို့ကျုပ်ဆိုငါဖို့ကျုပ်ဆိုကတ်ပြက်ပဲငါတိုင်းတိုင်းမှာဗာအချမ်းပဲတရားမော်ဒါတခုတည်းများတော့အရှိမကန်ဘူးပြက်ပြီအဲ့ဒါငါတိုင်းဦးရဲ့တမိုင်းပဲနော်အာလမ်းနာ39လက်မှတ်လေးထိုးပက်လက်ကြီးလက်မှတ်လေးထိုးဟိုဟာလေးလက်မှတ်လေးထိုးဒီဟာလေးလက်မှတ်လေးတို့သာသာဆိုတော့ကျွန်တော်တို့ကအဲစေဝရရေရှိပြီးတော့နောက်အဲ့ဒါဟိုရောက်ဒီရောက်ဟိုပြောက်ဒီပြောင်းနေပဲတိုင်းပြီးလဲသွားလိမ့်မယ် ။နော်အဲအဲ့လိုပုံကိုယ်တွေကိုကြားပြတော့လဲကျွန်တော်တို့တက်ဆိုင်ရနိုင်ငံတော်ဝန်ကြီးချုပ်တမ်အဲကာကွယ်ရေးဦးစီးချုပ်စီတိအောင်ကျွန်တော်တို့ကပြောနေမှာပဲ။ပြောနေမှာပဲ။ပေါင်လင်းကပြောနေ။ပေါင်လင်းကပြောနေ။အဲ့တော့ဒီလေးလာပဲအစည်းအဝေးမှာထူးခြားမှုကတော့အပြည့်ရှိတယ်လို့ကျွန်တော်ဟိုပြောတဲ့အရှိတယ်။နော်အဲ့တော့ တိုင်းမှုတွေရဲ့အရေးချင်းနေနဲ့တိုင်းမှုတွေရဲ့လှုပ်ဆောင်ချက်တွေကဒီလေးလဘက်အစီအပွဲမှာဘယ်လောက်ထိကြံ့ကြံ့တမ်းလုပ်လဲဆိုတော့ကိုပိုင်းတော့ဒါနေ့စဉ်ထပ်ပြောပြပေးဦးမယ်နေ့စဉ်ဒါရန်ကုန်ဟိုနေမော့တနိုင်ငံလုံးပတ်ချုံချုံကိုကြည့်ပြီးတနိုင်ငံလုံးကရရှိတဲ့သတင်းတွေအားလုံးစုပေါင်းပြီးနေ့စဉ်ပြောပြပေးဦးမယ်နော်နေ့စဉ်ပြောပြပေးဦးမယ်အားလုံးကြားမှာပါလေ Yeah.